အစ္စရေးဟာဆယ်စုနှစ်တခုအတွင်းအဆိုးဆုံးတော်မီလောင်ကျွမ်းမှုတွေကိုရင်ဆိုင်နေရပြီးဂျေရုဆလင်မြို့ဟာတော်မီအန်ဒရယ်ချင်းချောက်မှုကိုကြုံနေရပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘန်ချမင်နေတန်ညာဟုကအဲ့ဒီသဘာဝဘေးကြီးဟာနိုင်ငံတော်အဆင့်အရေးပေါ်အခြေအနေတခုလို့ပြောကြခဲ့ပြီးဂျေရုဆလင်မြို့စီအချိန်မရွေးမီးတွေရောက်လာနိုင်တယ်လို့ပြောထားပါတယ်။ဂျေရုဆလင်စီသွယ်တမ်းဖောက်လုပ်ထားတဲ့အဝေးပြေးလမ်းမတွေပေါ်မှာမဲနဲ့တဲ့မိခိုလုံးကြီးတွေအုံမိုးနေပြီးဧပြီ30ရက်နေ့မှာတော့မိသက်သမားတွေဟာ တော်မီတွေကိုနှိမ့်သက်ဖို့အပြင်းထန်အားထုတ်နေပါတယ်။တော်မီတွေနဲ့ဆက်ဆက်ပြီးအသေးပြောက်တဲ့မကြားရသေးပေမဲ့ဒဏ်ရာရသူတချို့တော့ရှိခဲ့တယ်လို့ဆိုပါတယ်။အခြေအနေကစိုးရိမ်စရာဖြစ်တာကြောင့် Israel စစ်တပ် IDF ဟာမိသက်တပ်ဖွဲ့ကိုကူညီဖို့စစ်သားတွေပါဆေးလွတ်ပေးထားပါတယ်။ပမာဏအရန်ကြီးမားတဲ့တော်မီဟာယာနဲ့ချီတဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုချိမ်းချောက်နေနိုင်တယ်လို့ပြောပါတယ်။တော်မီကူးဆက်ပြက်နှက်နေတဲ့နေရာနဲ့အနီးတဝက် area တွေကိုတော့ တဘာဝဘေးအန္တရာယ်ဆိုင်ရာသတိပေးချက်အမြင့်ဆုံးအစဉ်ထုတ်ပြန်ထားပါတယ်။ဝန်ကြီးချုပ်ကအနောက်ဘက် လေစီးကြောင်းတိုက်ခတ်မှုတွေကြောင့်တော်မီတွေဟာဂျေရုဆလင်စင်ချေဘုံရက်ွက်တွေစီလင်းလင်းမြန်မြန်ရောက်လာနိုင်တယ်လို့သတိပေးထားပါတယ်။ရဲတပ်ဖွဲ့ဟာအစ္စရေးအဓိကမြို့ကြီးနှစ်ခုဖြစ်တဲ့ဂျေရုဆလင်နဲ့ထယ်အဗစ်ကိုဆက်သွယ်တဲ့အဓိကဝေးပြေးလမ်းမကြီးကိုပိတ်ထားလိုက်ပါတယ်။အဲ့ဒီလမ်းတစ်လျှောက်မြို့ရွာတချို့ကဒေသခံတွေကိုလည်းရွှေ့ပြောင်းပေးနေပါတယ်။အဲ့ဒီတဝိုက်မှာပြီးခဲ့တဲ့တပတ်လောက်ကတော်မီလောင်ပြီး ခက်မြန်မြန်ငြိမ်းခဲ့ပေမဲ့အခုတော့ပိုပြီးအန္တရာယ်ကြီးတဲ့တော်မီနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။အမျိုးသားလုံခြုံရေးဝန်ကြီးကအခုတော်မီဟာရှုံမီကနေစတင်တာဖြစ်နိုင်တယ်လို့ပြောထားပါတယ်။အစ္စရေးဟာတော်မီနှိမ့်သက်ရေးအတွက်ဂရိ၊စိုက်ပရက်စ်၊ခရိုအေးရှား၊အီတလီနဲ့ဘူလ်ဂေးရီးယားအစိုးရတွေကိုလည်းအခုအညီတောင်းခံထားပြီးအီတလီနဲ့ခရိုအေးရှားတို့ကပေးပို့မဲ့မီးသတ်လေယာဉ်၃စီးဟာမကြာခင်ရောက်လာပွဲရှိတယ်လို့နေတန်ညာဟုကပြောပါရရှင်။